မင်္ဂလာပါထိုင်းနိုင်ငံရဲ့မတည်မငြိမ်ဖြစ်နေမှုကြောင့်တက်တန်တိုးဖို့စောင့်နေတဲ့မြန်မာလူသားနှစ်တန်းနီးပါးရဲ့အခြေအနေဟာခုချိန်မှာလမ်းပြောက်နေတယ်လို့ပြောလို့ရပါတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံရဲ့နောက်ဆုံးရသတင်းများကိုတင်ပြပေးပါမယ်အားလုံးသိပြီးသားဖြစ်မှာပါထိုင်းကမ္ဘောဒီးယားနိုင်ငံကြီးဟာယခုချိန်ထိတင်းမာမှုဆက်လက်ဖြစ်ပွားနေပြီးတော့အချိန်တွေတဖြည်းဖြည်းနဲ့မြင့်တက်နေတာကိုလည်းတွေ့ရပါတယ်ဒီကနေ့ဝန်ကြီးချုပ်ဟောင်းဝန်စင်ကတော့ ယခင်တော့အတိကျွမ်းခဲ့တဲ့ခွန်သက်စင်ရဲ့အကြောင်းကိုတချို့တော့ဝက်ကိုချက်ပြခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းခွန်သက်စင်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းခွန်ဟွန်းစင်တို့ကဘယ်လိုမျိုးတော်ဆက်တယ်လဲ။ဘာကြောင့်တို့တွေဒီလောက်ထိရင်းနှီးနေတယ်လဲဆိုတာကိုတချို့တော့ဝက်ကိုပြောပြပြသားပါမယ်။ခွန်သက်စင်ဟာထိုင်းမှာဖမ်းမိတ်ထုတ်ထားပြီးတဲ့နောက်မှာအမှုရင်ဆိုင်ရမှာကိုကြောက်နေတဲ့အတွက်ကမ္ဘောဒီးယားနိုင်ငံကိုထွက်ပြေးသွားခဲ့ပြီးတော့ဝန်ကြီးချုပ်ဟောင်းဝန်စင်ရဲ့နေအိမ်မှာတွားရောက်တဲခုခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းခွန်သက်စင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်စင်တို့ဟာနေပေါင်း30ကျော်ခင်မင်ရင်းနှီးလာခဲ့တဲ့သူတွေလည်းဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းဝန်သက်စင်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်စင်တို့ဟာမိသားစုလိုနေထိုင်ကြပြီးတော့ရင်းရင်းနှီးနှီးခင်မင်ခဲ့ကြတဲ့သူတွေလည်းဖြစ်ပါတယ်။ဒီကနေ့ကမ္ဘောဒီးယားတမရဟောင်းဟွန်စင်ပြောတော်တဲ့ထဲမှာနေပေါင်း30ကျော်ခင်တွယ်လာခဲ့တဲ့ဝန်သက်စင်နဲ့လုံးဝပတ်သက်တော့မှာမဟုတ်ဘူး။တူဘက်ကတော့တိစ္ဆာဖောက်လို့ယခုလို့ သူလည်းပြန်ပြီးတော့တိစာဖောက်ရတာဖြစ်တဲ့လို့ဝန်ဆိုင်ရပြောတဲ့စကားတည်းမှာချွတ်တဝက်ကိုပြန်ပြီးတော့ဖော်ပြထားပါတယ်။ကမ္ဘောဒီးယားနိုင်ငံမှာလက်ရှိအုပ်ချုပ်နေတဲ့ဝန်ကြီးဟာဝန်ကြီးချုပ်ဟောင်းခွန်ဝန်ဆိုင်ရဲ့တားဖြစ်ပါတယ်။ထို့အတူထိုင်းမှာလည်းလက်ရှိအုပ်ချုပ်နေတဲ့ခွန်ဖိတုံတာဟာလည်းခွန်သက်စင်ရဲ့တမီးဖြစ်နေပါတယ်။ထို့ကြောင့်သူတို့နေဟာအပွင့်တူနေတဲ့အတွက်ထိုင်းလူတို့ချုပ်ကအယုံကြည်နည်းလာရခြင်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ထိုင်းဝန်ကြီးပေတုံထာနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဝန်ဆိုင်တို့ဖုံးပြောဆိုတဲ့အတန်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးတဲ့နောက်မှာထိုင်းပြည်သူအချို့ကခွန်ပေတုံတန်းယာတို့ကနေနှုတ်ခတ်ဖို့စက်တိုက်ဖိအားပေးမှုတွေလည်းလှုံ့ဆော်နေပါတယ်။အဲ့ဒီလိုထိုင်းဝန်ကြီးချုပ်ကတော့သူ့ရဲ့ပြောဆိုမှုအပေါ်မှာအမျိုးမျိုးဆင်းပြထားပေမဲ့ပြည်သူအချို့ကသူ့ကိုလုံးဝအယုံကြည်မရှိပါဘူး။ပူပေါင်းပါတီအချို့ကလည်းပါတီတွေခွဲထုတ်ပြီးတော့အတိုက်ခံပါတီအဖြစ်နေရာယူထားကြပါတယ်။ မနေ့ပတ်27ရက်နေ့စနေနေ့မှာထိုင်းပြည်သူအချုပ်ကလမ်းမပေါ်ကိုထွက်ပြီးလက်စီအုပ်ချုပ်နေတဲ့ဝန်ကြီးပေတော်နာကိုအယုံကြည်မရှိတော့တဲ့အတွက်ယာတို့ကလည်းနှုတ်ခွက်ပေးရန်တညီတညွတ်တဲ့တောင်းဆိုကြမဲလို့လူမှုကွန်ရက်ပေါ်မှာလည်းချင်းချင်းအသိပေးနေကြတာကိုတွေ့ရပါတယ်။လက်စီအုပ်ချုပ်နေတဲ့ပေတော်နာအစိုးရဟာပါတီအချုပ်ခွဲထုတ်ထားလို့ဝန်ကြီးအစ်စ်ကိုပြန်ပြီးတော့ဖွဲ့စည်းနေရတော့ဒီလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ပြောရမယ်ဆိုရင်ထိုင်းနိုင်ငံမှာနိုင်ငံရေးမတည်မငြိမ်မှုဖြစ်ပွားနေပါတယ်။ တစ်ဖက်မှာလည်းကမ္ဘောဒီးယားကထိုင်းကိုအမျိုးမျိုးနဲ့ချိန်ချပီအာပေးမှုတွေနဲ့ဆက်တိုက်လှုပ်ဆောင်နေပါဗျ။ထိုင်းနိုင်ငံရဲ့အခြေအနေဟာယခုလိုမတည်မငြိမ်ဖြစ်နေတဲ့အတွက်တက်တန်းတိုးဖို့စောင့်နေတဲ့မြန်မာနှစ်တန်းနီးပါးဟာလည်းခုချိန်မှာလမ်းပြောက်နေတာကိုတွေ့ရပါဗျ။အချို့မြန်မာလူထုမားတွေကတော့အလုပ်ဟောင်းကနေထွက်ပြီးအလုပ်တွေပြန်ရှာနေတဲ့နေရာမှာနေလစ်စာရွက်မရသေးလို့အလုပ်ရှာလို့မရသေးတဲ့မြန်မာတွေလည်းအများအပြားရှိနေတာကိုတွေ့ရပါဗျ။ဒီအချိန်မှာထိုင်းကိုတရားမဝင်နေလန်းနဲ့ဝင်လာဖို့စူးစမ်းနေတဲ့သူတွေရှိခဲ့မယ်ဆိုရင် မလာကြဖို့ဒီကနေကျွန်တော်ထပ်မံပြီးတော့အကြံပြုလိုပါတယ်။